ီနေ့ကငငယ်တဲ့ကကြာစံစာအုပ်တွေဖတ်ပြီးတော့ချင်ပန်စီတွေနဲ့တောရဲမှာတငယ်ချင်းဖြစ်ခဲ့တဲ့သူတစ်ယောက်ကြောင်းပြောပြပါမယ်။တဘာဝပတ်ဝန်းကျင်ကဘာမြေအကြောင်းပြလို့ရှိရင်အထူးသဖြင့်ချင်ပန်စီတွေအကြောင်းပြောကြပြီဆိုလို့ရှိရင်ပေါ့နော်။ခေါင်းကြီးပိုင်းကပါလာတဲ့သူတစ်ယောက်ကြောင်းရှိပါတယ်။သူမကတော့ဒေါက်တာဂျိမ်းဂဒေါ့စ်ပါ။ကျွန်တော်ကိုယ်တိုင်ကလည်းသူနဲ့ဒီချင်ပန်စီတွေအကြောင်းပေါ့နော်ဒေါက်ကူမန်ထရီတွေတော်တော်များများဗီဒီယိုတွေတော်တော်များများကိုကြည့်ခဲ့ဘူးလေ။တော်တော်လေးလည်းသဘောကျအောင်ကောင်းတယ်။ချင်ပန်စီတွေနဲ့လူသားတွေရဲ့ဆက်နွယ်မှုအကြောင်း ချင်ပန်ဇီတွေရဲ့အထူးခြားတဲ့အမှုအကျင့်တွေအဲ့ဒီအကြောင်းဒီ documentary ရဲ့အရင်ကိုစိတ်ဝင်စားဖို့ခေါင်းတယ်။ဆိုတော့ဒီ Dr. Jane အကြောင်းကိုဆက်ပြောရရင်သူကနာမည်မကြီးခင်ကတော့အင်္ဂလန်မှာမွေးတယ်။ကလေးဆိုင်တွေကိုချစ်မြတ်နိုးတဲ့တာမန်မင်းလေးတစ်ယောက်ပဲဖြစ်ပါတယ်။ဆိုတော့သူမရဲ့ရိုးရှင်းတဲ့ရည်ရချက်နဲ့အိမ်မက်ကတော့ငယ်ငယ်တုန်းကတာဇန်စာအုပ်တွေဖတ်ပြီးတော့တော်ရဲမှာတော်ရိုင်းတလေးဆန်နေတဲ့နီနီကကက် nation နဲ့ဆန္ဒပဲဖြစ်ပါတယ်။သူသမီးကတော့တော်ရဲမှာနေထိုင်ပြီးတော့ကျွန်တော်တို့လူသားတွေနဲ့အနီးဆက်ဆုံးတူရဲကလေးဆန်မျိုးစိတ်ဖြစ်တဲ့ ချင်ပန်စီမျောက်တွေကိုတည်တည်ချာချာလေ့လာခြင်းကသူရဲ့ဆန္ဒပဲဖြစ်ပါတယ်။တကယ်တမ်းလဲသူရဲ့အိမ်မက်တွေကိုအသက်26နှစ်ခန့်နဲ့စပြီးတော့အကောင့်ထဲပေါ်ခွင့်ရခဲ့ပါတယ်။သူရဲ့အိမ်မက်တွေကိုအာဖရိကတန်ဇန်နီးယားနိုင်ငံမှာစပြီးတော့အကောင့်ထဲပေါ်ခွင့်ရခဲ့တယ်။တခြားသောတိရစ္ဆာန်သူတွေတီတွေကတော့သူတို့လေ့လာတဲ့အကောင့်တွေကိုနံပါတ်လေးတွေပေးပြီးတော့အာမှတ်သားကြတယ်။ဒါပေမဲ့ဒေါက်တာဂျိန်းကတော့အဲ့လိုမလုပ်ခဲ့ဘူး။သူမလေးလာနေတဲ့ချင်ပန်စီတွေကိုသူမရဲ့တငယ်ချင်းတွေလို့သဘောထားပြီးတော့တကောင်ချင်းစီကိုနာမည်လေးတွေပေးထားတယ်။အဲ့ဒါလည်းချစ်စရာလေးတွေပါ။ ပြီးတော့ချင်ပန်စီတခေါင်ချင်းစီနဲ့အနီးကပ်လက်ပွန်းတရင်းနေတယ်ပြီးတော့သူတို့ရဲ့သဘာဝကိုလေ့လာတယ်တခေါင်ချင်းစီရဲ့ပင်ကိုအရေးသွေးတွေကိုလည်းလေ့လာတယ်ပြီးတော့သူတို့အချင်းချင်းလည်းဘလို့ပရိပခါတွေဖြစ်တယ်ဆိုတဲ့အကြောင်းတွေလည်းလေ့လာတယ်ပြီးတော့မှတ်တမ်းတွေပြုစုတယ်ပေါ့နော်သူမရဲ့အကျော်အကြားဆုံးရှာဖွေတွေ့ရှိမှုတွေရဲ့တစ်ခုပါတော့အဲ့ဒီအချိန်တော့ပေါ့နော်ကဘာကြီးကိုတော်တော်ကြီးအားသင့်စေခဲ့တယ်သူမကိုယ်တိုင်နာမည်ပေးထားတဲ့ David Graebeers ဆိုတဲ့ဒီချင်ပန်စီတစ်ကောင်ကတစ်ကိုင်းလေးတွေမျက်ပင်လေးတွေကိုကရိယာနဲ့သုံးပြီးတော့ ဒီချာရီပိုးကောင်နေပြောစိတ်လေးတွေလိုက်ပြီးတော့ဖမ်းပြီးတော့စားရပါတော့အဲ့လိုမျိုး behavior ကိုမသိခင်တော့လူတွေကလူသားတွေကပဲကိရိယာတွေလုပ်ပြီးတော့သုံးကြရလို့ထင်ကြတယ်ဒါပေမဲ့ဒေါက်တာဂျိန်းရဲ့ရှာဖွေတွေ့ရှိချက်ကလူတွေနဲ့တိရစ္ဆာန်တွေရဲ့ကြားကနယ်နိမိတ်ကိုပို့ပြီးတော့ချင်းမြောင်းစေခဲ့တယ်ကျွန်တော်လူသားတွေနဲ့တူလဲဆိုတာကိုပို့ပြီးတော့သိရှိခဲ့ရတယ်ဆိုတော့အဲ့လိုနဲ့ဒေါက်တာဂျိန်းကနှစ်ပေါင်းများစွာသူ့ရည်တနာတွေလုပ်ပြီးတော့သူ့ရဲ့အလုပ်ကတော်ရဲမှာပဲနေပြီးတော့ချင်ပန်ဂျီကိုလေ့လာရုံနဲ့မလုံလောက်တော့ဆိုတဲ့သိပြီးတဲ့နောက်မှာတော့ ချင်ပန်ဇီတို့နဲ့သူတို့နေထိုင်တဲ့သဘာဝပတ်ဝန်းကျင်နဲ့ပျက်စီးမှုတွေနဲ့ပြီးလူတွေရဲ့မစင်မကျင်လောက်ရတဲ့ကြောင့်တော်ရန်ကလေးဆန်တွေသဘာဝအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ဆိုတဲ့အကြောင်းတွေကိုဒေါက်တာဂျိန်းကတော်ရဲရလို့ထောက်ပြပြီးတော့သူမရဲ့လက်ကျန်ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးကိုဒီတစ်ကဘာလုံးကိုလှည့်ပတ်သွားလာပြီးတော့ကလေးဆန်တွေနဲ့သဘာဝပတ်ဝန်းကျင်ရေးအတွက်လှူရှာခဲ့တဲ့သိပ္ပံပညာရှင်တယောက်အနေနဲ့ရောသဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းသမားတယောက်အနေနဲ့ရောပြီးတော့ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးတမန်တယောက်ဖြစ်နေတဲ့ပါတော်ရဲရနဲ့ထွက်ပြီးတော့စပြီးတော့လှုပ်ဆောင်ခဲ့ပါတယ် အဲ့ဒီနောက်မှာတော့သူမ Jane Goodall Institute ကိုတည်ထောင်ခဲ့ပြီးတော့ Roots and Shoots ဆိုတဲ့လူငယ်အစီအစဉ်ကိုလည်းစတင်တည်ထောင်ခဲ့ပါတယ်။အဲ့ဒါကနိုင်ငံပေါင်း60ကျော်မှရှိတဲ့လူငယ်တွေနဲ့တန်းပေါင်းများစွာသောလူမျိုးတွေနဲ့အထူးဒီကဘာမြေနဲ့သူ့ရဲ့ရပ်ရွာလူမျိုးကိုကာကွယ်ဖို့လှုံ့ဆော်ချက်တွေစတင်လုပ်ဖို့အတွက်စိတ်ခွန်အားထက်သန်မှုတွေကိုယူဆောင်ပေးနိုင်ခဲ့ပါတယ်။ဒီ Dr. Jane ရဲ့အိမ်မက်တွေကသူမရဲ့10နှစ်သမီးကာလတုန်းကတည်းကစပြီးတော့စတင်ခဲ့တာပါ။ဆိုတော့သူကအာဖရိကကိုသွားပြီးတော့တောရင်းတိရစ္ဆာန်ရဲ့အကြောင်းကိုလေ့လာပြီးတော့စာအုပ်တွေရေးသားခြင်းနဲ့အဲ့ဒီအကြောင်းကိုလူတွေ ပြောပြတဲ့ခါမှာအားလုံးအပြည့်ရပြုခဲ့တယ်မိန်းကလေးတယောက်အနေနဲ့ဒါမျိုးတွေကတတော်ကြီးကိုခက်ခဲပြီးတော့လုံးဝမတင့်တော့ဆိုပြီးတော့ပေါ့နော်ဒါပေမဲ့လည်းဒီနေ့ဒီချိန်မှာတော့ تما လုံနိုင်ခဲ့တာတွေကတကယ်အမခံပါပဲဒီနေ့ပဲကျွန်တော်တို့အားလုံးချစ်တဲ့ဒေါက်တာဂျိန်းကတော့ကအသက်60တနှစ်အရွယ်မှာပဲ تما ချစ်မြတ်နေတဲ့ဒီကဘာမကြီးရောတဘာဝပတ်ဝန်းကျင်ရောချင်ပန်စီမြောက်တေရောပါထားခဲ့ပြီးတော့အကုန်လုံးကိုနှုတ်ဆက်ပြီးတော့နားယူသွားခဲ့ပါပြီအဲ့တော့လေဒေါက်တာဂျိန်းကတော့ဆိုကျေးဇူးတင်တဲ့အကြောင်းဒီဗီဒီယိုလေးလောက်ပြီးတော့ try ပြုလုပ်ခွင့်လိုက်တာဖြစ်ပါ